တတိဆိုတာတဲ့လူတိုင်းလှုပ်ယူလို့မွေးယူလို့ရတယ်။ तू ကတတိကောင်းတယ်ငါမကောင်းဘူးဟုတ်ငါလည်းသူ့လိုကောင်းရင်လှုပ်လို့ရတယ်။အဲ့တတိဆိုတာပါလဲဆိုရင်တဲ့လူတိုင်းလူတိုင်းမွေးလာတဲ့အကြောက်တရားပါလာတယ်ကြောက်တဲ့စိတ်ပါလာ။အဲ့ကြောက်တဲ့စိတ်ကိုမာနာပြောဖို့မာနာလှုပ်ဖို့လိုအပ်တဲ့အချိန်မှာဖြစ်လာတဲ့ကြောက်ချင်းဆိုတဲ့အကြောက်စိတ်ကိုဖယ်လိုက်အဲ့ဒါတတိပဲ။ထပ်ပြောမယ်ဆိုရင်เนาะကျွန်တော်တို့ပြောဖို့ဆိုဖို့လုပ်ဖို့ကြိုင်ဖို့ကြောက်လာရင်အဲ့ဒါဘေးဖယ် ပေးဖယ်ပြီးတော့မန္နာပြောမယ်မန္နာလုတ်တယ်ဆိုရင်အဲ့ဒါကိုတတ္တိလို့ခေါ်တယ်အဲ့တော့တခါတော့ဘာထပ်ပေးလဲဆိုတော့အဲ့တတ္တိဘယ်ရရလဲကျွန်တော်သူများမကြောက်သူကိုလည်းမကြောက်ချင်ဘူးမကြောက်ချင်တတ္တိလို့တယ်ဟုတ်ပြီအဲ့တတ္တိကိုဘယ်ရှာမှာလဲဒါရှာတဲ့နေပါပေးတာတတ္တိရတဲ့ထွေထူးသောရှာမနေနဲ့တဲ့တတ္တိဆိုတာသီလကတတ္တိကိုမွေးပေးတယ်သီလရှိရင်တတ္တိရှိတယ်သီလမရှိရင်တတ္တိမရှိဘူးအဲ့တော့ နည်းနည်း complaint လောက်စားရှိတော့ဗောနော်ဆရာလည်း၅ဘာသီလား၈ဘာသီလား၉ဘာသီလား၁၀ဘာသီလားအဲ့ဒါတွေသာမြဲတင်ဆရာတတ်တိမကဘူးတောတာပန်လည်းဖြစ်နေတယ်တမက်တဖို့ထွေးတော့ရောက်နိုင်သေးတာပဲလို့အဲ့လိုပြောမှာဗောနော်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ကနားလည်မှုနည်းနည်းလွဲနေတာဗုဒ္ဓဟောခဲ့တဲ့သီလနှစ်မျိုးရှိတယ်ဝရိတ္တသီလနဲ့ဇာရိတ္တသီလဝရိတ္တသီလဆိုတာသူကပါဠိလိုပြောတာကရှောင်အပ်သောသီလ အဲ့ဒါငါးပါးသီလရှင်းပါးသီလကိုးပါးသီလဆယ်ပါးသီလဟုတ်တာပေါ့နော်အဲ့ဒါတွေကျွန်တော်တို့လုံနိုင်ရင်သရောစင်တွေဖြစ်သွားပြီအဲ့ပုထုဇဉ်ကနည်းနည်းဝေးတာပေါ့နော်အဲ့ဒါကတော့ပစိုးကဲဆိုခဏခဏပြင်ဝက်တာပေါ့နော် မမြဲဘူးဟာသူကအဲ့လိုသီလမျိုးအဲ့တော့ပုထုဇဉ်အတွက်တကယ်လိုအပ်တာဘုကြောင့်အစံခုနပြောခဲ့တဲ့ character ဆိုတဲ့ကိုကျင့်တရားသည်ဇာရိတသီလကိုပြောတာဇာရိတသီလရဲ့အဓိပ္ပာယ်သည်ဘာလဲဆိုတော့မိမိကိုကြိုးမပါတော့အများကြိုးအများကြိုးလောက်တာ ဇာတိတက်သိလားအဲ့တော့ဒါဒါပြန်စစ်သားကြည့်တော့ဟုတ်တာပေါ့နော်ကိုကျိုးမပါဘူးသူများကျိုးတွေပဲလုတ်နေတယ်ဆိုတော့ကိုလိပ်ပြာသိမ့်တန့်တယ်လေလိပ်ပြာသိမ့်တန့်တဲ့သူတယောက်လိပ်ပြာဖြူတဲ့သူတယောက်ဘာမှကြောက်စရာမရှိတော့ဘူးလေကြောက်တရားမရှိတော့ဘူးမှန်တာပြောရဲမှန်တာလုတ်ရဲဘာလို့လဲဆိုတော့ကိုကမတရားသိမ့်ထားတဲ့မြေတွေလည်းမဟုတ်ဘူးအဲ့ဒါတွေလည်းမရှိဘူးမတရားယူထားတဲ့ကြောက်ဆိုင်တုံးကြီးလည်းမရှိဘူးအဲ့အတွက် AC ပဲညလည်းအိပ်ပြောတယ်နော်အဲ့ဒါတိလအဲ့ဒီဇာတိတက်တိလကနေပြီးတော့အခုနော် တတိကိုပေးတယ်အဲ့တတိကနေပြီးတော့အမှန်ပြောရခြင်းအမှန်လုပ်ရခြင်းဖြစ်တယ်